ရာမေးပို့စ်ကိုကွန်မန့်ပေးပြီးဘာစင်နာကိုပြောင်းရဖို့အထာပေးနေတဲ့ဒေါက်တာလင်းဘယ်တမျှလုံးမဲမိန်ပါဗျာမန်ချက်စတာဖောစံကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင်ဒေါက်တာလင်းမာကာရာဖိုးကတော့ဘာစင်နာအသင်းမှာကစားချင်တာတပိုင်းတင်နေပုံပါပဲ United နဲ့အဆင်မပြေလို့ Aston Villa အသင်းကိုအငှားနဲ့သွားကစားနေတဲ့အင်္ဂလန်တိုက်စင်ကစားမဟာမကြာခဏဆိုလို့ Spain La Liga ကလပ် Barcelona အသင်းနဲ့တရင်းတွေထွက်ပေါ်လေးရှိပါတယ်။ Barcelona အသင်းကလည်း Rafa ကိုခေါ်ယူခြင်းတလို့ကစားမကိုရိုင်းကလည်း Spain ကလပ်အသင်းကြီးအတွက်ကစားပေးလို့နေတာဖြစ်တယ်လို့တရင်းတွေကလည်းအခိုင်အမာဖော်ပြနေကြပါတယ်။မကြာခင်တုန်းကလည်း ရာမေကရက်ဖိုးနဲ့အတူတွဲဖက်ကစားလို့ကြောင်းအင်္ဂလန်သားကိုအသင်းစီကိုခေါ်ယူပေးဖို့တောင်းဆိုခဲ့တယ်ဆိုရဲကွာလာဟာလာသတင်းတွေနဲ့ထပ်ပေါ်လာခဲ့ပါသေးတယ်။လက်ရှိမှာလည်းစပိန်လာလီဂါချန်ပီယံဆုရှင်ရာမေပို့စ်ကိုဒေါက်တာလီရက်ဖိုးကမှတ်ချက်ဝင်ရေးသွားခဲ့ပါရယ်။ဘာစနာအသင်းနဲ့အတူလာလီဂါချန်ပီယံဖြစ်သွားလို့အောင်ပွဲခံနေခဲ့တဲ့ရာမေပို့စ်ကိုရက်ဖိုးက ဘင်ငယ်လေးဆိုပြီးတော့မှတ်ချက်ရေးပြီးတော့အထာရီပေးနေခဲ့တာပါ။ရာဘဲဘက်ကလည်းရက်ဖို့ကိုခေါ်ယူဖို့ဘာစလာသင်းဘက်ကိုသာတောင်းဆိုထားသလိုရက်ဖို့ကလည်းသူ့ရဲ့စံနာတွေကိုလူသိရှင်ကြားချပြထားခဲ့တာပါ။ရာဘဲကတော့ဒီအာဒီမှာအတော့ပါဆုံးခြေစွမ်းနေတဲ့သူဘာစလာသင်းနဲ့အောင်မြင်မှုတွေရရှိထားခဲ့တာပါ။အသက်ဆုံးရနှစ်ပဲရှိသေးပေမယ့်ဥရောပအဆင့်မြင့်ထက်မှာစပိန်သားခြားနေလေးလုံးပြထားနိုင်တာတွေကတကယ်ကိုချီးကျူးရပါပါ။အင်္ဂလန်မိမအဖို့တစ်ချို့ရှိနေတဲ့ဒေါက်တာလေးတောင်ရာဘဲနဲ့တွေ့ဖက်ပြီးစပိန်မိမခြေစွမ်းပြနိုင်မလားဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပါရဲ့။ ရက်ဖို့နဲ့ဘိုင်ဆနာတို့ရဲ့အပြောင်းအရွှေ့ကလာမယ့်ရာသီမှာတေချာပေါက်စောင့်ကြည့်သွားရမှာပါဒီနေ့တင်ဆက်မှုကလာပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်ချော်လိုက်ရပါတယ်ခင်ဗျာ